မင်္ဂလာပါရှင်ခေတ်တင်မန္တလေးသတင်းဌာနမှမီလာလီယန်နီနောက်ဆုံးရဆေးရည်နိုင်ငံသတင်းများကိုစုစည်းပြီးတင်ဆက်ပေးသွားပါတော့မရှင်အမျိုးသားညီညွတ်ရေးဆိုရာကဗန္ဒာရမုံငွေရဲ့64ရာခိုင်နှုန်းကိုဆေးရည်ကဏ္ဍမှာအသုံးပြုခဲ့ရခိုင်နစ်ချင်းတပ်ဖွဲ့တွေကိုအမေရိကန်ကကူဖော်လုံနေပြီးဆွဲတဲ့တင်စကောင်စီရဲ့တောင်းဆိုချက်များ TNL ကလည်းမခံ၍မိုးကုတ်အရှိပိုင်းနဲ့အနောက်ပိုင်းကိုစစ်တပ်ကညာချင်းလေကြောင်းတိုက်ခိုက်စရည်ဆေးရည်နိုင်ငံသတင်းများတင်ဆက်ပေးပါတော့မယ် မျိုးသားညီငယ်ဆွေရကဘန်နာရမုံငွေရဲ့ကိုဆက်လီယာခိုင်နှုံကိုစည်ရေခန္ဓာမှာအသုံးပြုခဲ့ဘန်နာရမုံငွေရဲ့ကိုဆက်လီယာခိုင်နှုံကိုအမျိုးသားညီငယ်ဆွေရကစည်ရေခန္ဓာမှာအသုံးပြုခဲ့တယ်လို့လေးနှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာဖော်ပြထားပါတယ်။ PDF ရေပေါ်တွေကနေပြီးတော့ပါဝင်ပြည်내နဲ့တိုင်းအားလုံးမှာတိုက်ပွဲဝင်နေတဲ့အားလျော်ဆောင်အစိုးရအသုံးစရိတ်တွေကိုတနင်္ဂနွေလုံးအတိုင်းတာနဲ့သုံးဆွဲခဲ့ခြင်းဖြစ်ပြီးမဟာမိတ်ဒေါ်လာရင်းဖွဲ့တွေကိုမျှဝေထောက်ပံ့တဲ့ရမုံငွေများလည်းပါဝင်နေလို့ဖော်ပြထားပါတယ်။ တော်လိုင်းကာလာဖြစ်တဲ့အတွက်လက်နေခရမ်းမိကြောင်းရရှိရေးဖဏရမုံငွေရရှိရေးမှာလိုအပ်ချက်နဲ့စိန်ခေါ်မှုများရှိတော့လဲတော်လန်လူထုရဲ့ပူပေါင်းပါဝင်ထောက်ပံ့မှုမဟာမိတ်တော်လိုင်းအဖွဲ့အစည်းများရဲ့ဝင်ရကူညီမှုနဲ့ရင်ဆိုင်ဖြည့်ရှင်ကျော်လာနေတယ်လို့အစိုးရကစာမှဖော်ပြထားပါတယ်ရခိုင်နဲ့ချင်းတက်ဖွဲ့တွေကိုအမေရိကန်ကကူဖိုလုံနေပြီးဆွဲတဲ့တဲ့ကအမှန်ဖြစ်မလားတရုတ်ကစစ်ကောင်စီကိုပြက်ပြက်တတကြော်ထောက်နောက်ခံမှုပေးနေပြီးညောင်ပိုင်းဖွဲ့တွေပေါ်ဖိအားပြင်းထန်ပြီးလို့လာရှုံမျိုးပေါ်ကိုစစ်ကောင်စီအုပ်ချုပ်ရေးအောင် ပြန်လဲစရာမျိုးပြုလုပ်ပါတယ်။အထော်ရဲလဲပြောင်းတာထုံမွေစီမှုနဲ့အပြည့်ရဲ့ဆောင်ကြည့်ဖို့ဆိုပြီးလာရှုမရုံခန်းဖွင့်တဲ့အထိလုပ်ပါတယ်။တရုတ်ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့ဆိုပြီးတရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကိုမြန်မာနိုင်ငံထဲနေရာချလှုံ့ရှားခွင့်ပေးထားသလိုစစ်ကောင်စီနဲ့ပူးတွဲပြီးတော့လဲလုံခြုံရေးအဖွဲ့ထူထောင်မဲ့အစီအစဉ်ကိုတရားဝင်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဒီအချိန်မှာပဲအမေရိကန်နဲ့နောက်ဆိုအနိုင်ငံတွေကလည်းမြန်မာနိုင်ငံပြည်တွင်းစစ်တဲစေရေးအရာပါဒိတ်တဆိတ်ပအဝင်ပတ်သက်တာမျိုးရှိလာနေရဆိုပြီးသတင်းတွေထွက်လာပါတယ်အဓိကကတော့အိန္ဒိယသတင်းဌာနအချုပ်ကရေးကြတာဖြစ်ပါတယ်ဒီအပိုင်းအိန္ဒိယမီဒီယာတွေအယုံဆိုင်ပြောနေကြတဲ့အချက်နှစ်ချက်ရှိပါတယ်ပထမချက်ကတော့အနာနိုင်ငံသားကျေးစားစစ်သားများပြားဟာချင်းထော်လိုင်းရေးတပ်ဖွဲ့တွေနဲ့တူရှိနေပြီးကုညီတိုက်ခိုက်ပြီးနေဆိုတဲ့အချက်ဖြစ်ပါတယ် ထို့တရားကတော့အမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်တို့ပူးပေါင်းလို့ရခိုင်နဲ့ချင်းတိုင်းသားတော်လိုင်းအဖွဲ့တွေကိုကူညီဖို့လုပ်နေရဆိုတဲ့အပြောမျိုးဖြစ်ပါတယ်။ထို့ချင်းဟာကုလသမဂ္ဂတွေ့ရင်မှုချုပ်အန်တိုနီကူတာရက်အကြံပြုထားသလိုရခိုင်မြောက်ပိုင်းထိစာနာမှုကူညီတွေပေးနိုင်တဲ့လမ်းကြောင်းဘင်္ဂလားဒေ့ရှ်ထဲကနေဖွင့်နိုင်မလားဆိုတဲ့အပေါ်ဆွေးနွေးချိန်ဆနေကြတဲ့အချိန်ဖြစ်ပါတယ်။ဒီတော့ခုလိုစည်ရထားပံမှုတွေလုပ်ဖို့နောက်ွယ်ကအကြံစီရရှိနေတဲ့ဆိုတဲ့အပြောမျိုးဟာစာနာမှုလမ်းကြောင်းအကောင့်ထဲပေါ်ကိုပါထိခိုက်သွားစေနိုင်ပါတယ်။ တရုတ်နိုင်ငံကုမဲမျိုးရင်စကောက်စီနေဆွေးနွေးပွဲပြပြဲကြောင်း TNL ကသတင်းထုတ်ပြန်ပြီးရနော် TNL ကသိမ်းပိုက်ထားသောမုဂုတ်အရှေ့ပိုင်းနဲ့အနောက်ပိုင်းတိုက်လီရင်ဖြင့်ညအချိန်ပုံများကျေချကြောင်းမုဂုတ်မျိုးမှာ PDF သတင်းရင်းမြစ်ကပြောဆိုပါရယ်ကျမနစ်မီလာနေရနေ့ည7:48မိနစ်အချိန် TNL ကတင်ပိုက်ထားသောမုဂုံမြို့နယ်နောက်ပိုင်းနဲ့အရှေ့ပိုင်းတို့ကိုလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်လုံဆောင်ခဲ့ကြောင်းလူထိခိုက်မှုမရှိဘဲနေအိမ်နဲ့အဆောင်အထုထိခိုက်မှုရှိခဲ့ကြောင်းသိရှိရပါသည်မုဂုံမြို့မှာပြည်သူတအူ မကုတ်အရှိပိုင်းကအနောက်ပိုင်းကဂျက်ဖိုင်တာနဲ့နေချင်းကျဲသွားတယ်တော်တော်ပြင်းနေအိမ်တွေကိုခါသွားတယ်ဂျက်တိုင်လင်းရင်ဆဖြတ်သွားကလေးကနိမ့်နိမ့်လေးပြန်သွားတာပြင်မှတ်တွေတော့နိမ့်စင်မီကျဲသွားတာအင်ကိုတုံခါနေရပဲလို့ပြောဆိုထားပါတယ်တရုတ်နိုင်ငံဤဂျာဝင်မှုဖြင့်ဧပြီလ28ရက်နေ့နဲ့ဧပြီလ29ရက်နေ့တို့တွင်စစ်ကောင်စီကိုယ်စားလှယ်နှင့် TNL မှဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြဦးဆောင်ဤကိုယ်စားလှယ်ဖွဲ့တို့တွေ့ဆုံခဲ့ကြောင်း TNL အနေဖြင့် နောက်ဆိုကြောင့်မဲတီပေါ်မိုးကုတ်မိုးမဲစာတော်ဒေတာများမှာပလောက်ချုပ်ခွင့်ရဒေတာဖြစ်သည့်နမ်ဆန်နှင့်မန်တုံမြို့နယ်တွင်ထီသွုံပြည်လဲဆုတ်ခွာရန်စကောင်းစီကတောင်းဆိုလာကြောင်းအစိုးရတောင်းဆိုချက်ကို TNL ကိုစလဲများကသဘောမတူနိုင်တာကြောင့်ဆွေးနွေးပွဲပြပြခဲ့ကြောင်း TNL ကသတင်းထုတ်ပြန်ထားပါသည် ။နောက်ထပ်စီးရီးသတင်းတစ်ပုဒ်ကတော့ပမော်မြို့သိမ်းတိုက်ပွဲတွင်စကခ21ကိုအပိသက်သိမ်းပါရရှိရနီးဆက်လာ။ဖာကန်ကာမိုင်းလမ်းမိုင်းတွင်တိုက်ပွဲဆက်ဖြစ်နေ။ကယ်ချင်ပြည်နယ်ပမော်မြို့သိမ်းတိုက်ပွဲတွင်စစ်တပ်ဤနောက်ဆုံးလက်တန်းစစ်စခန်းကြီးဖြစ်သောစကခ21ကိုအပိသက်သိမ်းပါနိုင်ရင်နီးဆက်လာနေပြီဖြစ်ကြောင်း KIA စီးရီးသတင်းမြစ်ကပြောဆိုပါသည်။ ပမောမြုပ်သိမ်းတိုက်ပွဲမှာနေစဉ်တိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ကြဆုံမှုများရှိနေကြောင်းစစ်တပ်ကလည်းနေစဉ်လေကြောင်းတိုက်ခိုက်မှုများကိုလေယာဉ်များဒုံးများဖြင့်တိုက်ခိုက်နေကြောင်းတော်လိုင်းတပ်များကမြို့ဤနေရာများစုကိုစီးနှဲမိထားတော့လဲစစ်တပ်ကဆက်လက်ခုခံနေဆဲဖြစ်ကြောင်းသိရှိရပါသည်ပမောမြုပ်သိမ်းတိုက်ပွဲကိုယမန်နှင့်ဒီဇင်ဘာလမှစတင်ခဲ့ခြင်းဖြစ်ပြီးယခု9လကြာကြာမြင့်လာတဲ့အချိန်ထိတိုက်ပွဲများပြင်းထန်နေဆဲဖြစ်ကြောင်းစစ်တပ်၏တိုက်ခိုက်မှုများကြောင့်ဗမာမျိုးဤနေရာများစုမှာမိလောက်ပြည်စီလျက်ရှိကြောင်းသိရှိရပါသည် အလာတူကချင်ပြည်နယ်ဖားကံမြို့နယ်လဝါကမိုင်းဖားကံလမ်းမိုင်းနှင့်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သားများအထင်အားလျက်ရှိကြောင်း KIA စစ်ရေးသတင်းမြစ်ကပြောကြားပါသည်စစ်တပ်စစ်ကြောင်းတွင်ပြည်သူစစ်နှင့် SND တပ်ဖွဲ့များပူးပေါင်းပါဝင်နေပြီးအင်အား600ခန့်ရှိကလဝါကမိုင်းဖားကံလမ်းမိုင်းကိုထိုးဖောက်နိုင်ရန်လက်နက်ကြီးလေးကြောင်းဒုံးပစ်ကူများဖြင့်ဖြည်းဖြည်းချင်းချီတန်းနေခြင်းဖြစ်ကြောင်းသိရှိရပါသည် ယမန်နေ့မေလာနေ့ရက်နေ့ညနေ3နာရီခွဲခန့်ကဖာကန်မြို့ကန်ဆယ်ပြူကုန်းသို့ဖြူဟာမူအစ်စ်ပူဆောင်ရန်ရဟယင်တစင်ဆင်တက်ခဲ့ပြီး ထို့သို့ဆင်တက်နိုင်ရန်ဝင်ရမဂျက်ဖိုက်တာတစင်ဖြင့်ကင်ထပြောင်းဝဲခဲ့ကြောင်းဖာကန်တမကုန်းကို KIA KPDF အဖွဲ့များကပေးဆိုထားတာကြောင့်ရဟယင်ဆင်တက်နိုင်ချိန်မရှိကြောင်းသိရှိရပါသည် နောက်ဆုံးသတင်းတော်အနေနဲ့ကြောက်ကြီးကစစ်တပ်စခန်း6ခုတပြိုင်တည်းတိုက်ခိုက်ခင်ရပြီးထူတရင်မူအပါဝင်၂၀ကျော်တိဆုံးပဲခူတိုင်းကြောက်ကြီးမြို့နယ်ရှိစစ်တပ်စခန်း6ခုတပြိုင်တည်းတိုက်ခိုက်ခင်ရပြီးထူတရင်မူအပါဝင်စကောက်စီတပ်ဖွဲ့ဝင်၂၀ကျော်တိဆုံးကလက်နက်ခဲယံတွေတင်စီရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ပါတယ် ဧပြီလ28ရက်နေ့မှာကျွန်းကုန်းရင်တိုက်ကုန်းတောင်စုရံမြို့အောင်တမခုံနောက်ကုန်းတတာဆတဲ့စကားစီတက်စကန်6ခုကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးလက်နက်ငယ်မျိုးစုံ30ကျော်ခရံတွေနဲ့စစ်သုံးပစ္စည်းများများသိမ်းပိုင်ရရှိခဲ့တယ်လို့ဖော်ပြထားပြီးစကားစီတက်ဖွဲ့ဝင်20ကျော်တိစုံမှုနဲ့ပတ်သက်ပြီးတော့အသေးစိတ်ဖော်ပြမထားပါဘူး အထက်ပါတိုက်ပွဲတွေနဲ့အင်အား30ကျော်ရှိရဲမျိုးအောင်ရွာစခန်းဟာ၆ကြီးမြို့နယ်တွင်အဓိကကြားတဲ့ထောက်ပိုးလန်းချောင်းနဲ့စစ်ကူလန်းချောင်းတွင်ပြုလုပ်ပေးနေတဲ့စခန်းဖြစ်ပြီးအဆိုပါစခန်းတိုက်ခိုက်မှုမှာစစ်ကားစီတပ်ဖွဲ့ဝင်၄ဦးထပ်မံနေသေဆုံးတယ်လို့ပါဝင်တိုက်ခိုက်ခဲ့တယ်။အထူးကွန်မန်ဒိုတရင် P2 9914ရဲ့တာဝန်ရှိသူတို့ကပြောပါရယ်ရမျိုးအတပ်ပွဲတဲ့စစ်ကောင်စီဘက်မှဝိုင်းထွေးလျင်နေတဲ့ချိန်တိုက်ခိုက်ရေးလျင်နေတဲ့ချိန် ဖုံးကျဲခဲ့တဲ့လို့တိုက်ပွဲဖြစ်ပြီးရနောက်ဧပြီလ29ရက်နေ့မှာလည်းလေရင်လဟက်ရင်တွေနဲ့လေးကျိန်ထမှန်ဖုံးကျဲပြေခဲ့ခဲ့တယ်လို့၎င်းကဆိုပါတယ်တိုက်ပွဲတွင်၎င်းတို့အထူးကွန်မန်ဒိုတရင်မှရဲဘော်နှုတ်ဦးမစိုးရင်ရတရားရရှိခဲ့ပြီးမဟာမိတ်ပူပေါင်းတန် P2 3501တရင်မှရဲဘော်တို့ဦးသိဆုံးခဲ့တယ်လို့သူကဆက်ပြောပါရယ်အဆိုပါစစ်ကောင်စီတပ်စခန်း6ခုကိုပြည်သူ့ကာကွယ်တမတော် PDF MN စစ်စင်းနေမြေတိုင်းစစ်ဌာနဘက်ကိုပြူဟာ20လင်းပြူဟာ25အမတ် 9800သုံးတက်ရင်အာလာဝကစစ်တောင်းအမှတ်3500သုံးတက်ရင်ငကနီစစ်တောင်းရန်ကုန်ပါကားဖတိုက်ခိုက်ရေးတပ်ဖွဲ့သုံးအီယဝတီအမှတ်3တက်ရင်အမှတ်3900နဲ့တက်ရင်အထူးကွန်မန်ဒိုတက်ရင် Spring Warrior Colon အမှတ်1805ဒုံးအထူးတပ်ဖွဲ့ဗျူဟာ2596ဒုံးတပ်ဖွဲ့တိုင်းလက်နက်ကြီးတပ်ဖွဲ့တွေနဲ့အတူကရင်မျိုးသားလူမျိုးတမတော် KNL တရင်ရှိတရင်ကိုတို့ကပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ။ဟုတ်ကဲ့ပါရှင်။ခေတ္တမန္တလေးရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမှာပဲညနာပါရစီ။အဆုံးထိနာဆင်အားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။